မင်္ဂလာပါဗျာအားလုံးကျန်းပါပါစေချမ်းသာပါစေနော်ပိုင်ရဲကိုမျက်နှာမြင်လို့ပိုင်ရဲကိုတန်ကြလို့တဲတီကိုပျော်ရွှင်ကြပါစေဗျာဒီနေ့က9ရက်3လ2025ပါနော်ဒီနေ့ပိုင်ကြီးကဗတ်တုရဲ့အကြောင်းတွေကိုဒီနေ့မပြောတော့ဘူးနော်ဘာပဲလို့လဲဆိုတော့ ညာငလင်းနေလဲလှုပ်တာနဲ့ငလင်းလှုပ်တာနဲ့ဘက်တူတာနဲ့ကယောနေတာတော်တော်များနေတယ်အဲ့တော်တော်များနေတော့အဲ့အကြောင်းလေးတွေနည်းနည်းဒီနေ့ခြံထားခဲ့မယ်ဒါပေမဲ့ရခိုင်အကြောင်းလေးသိကျင်ကြတဲ့သူရှိလို့နည်းနည်းလေးတော့ပြောပြမယ်နော်အဲဒီရခိုင်ရဲ့အမ်ဘရန်လန်ပေါ့အဲ့မှာကတော့လုံဝါ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 ရေခဲအေဒီလမ်းကြောင်းကပြောက်သွားရှင်းသွားပြီနဲ့ရေကံမှာဒါငိမ့်စိပိုင်းအေရဲ့ဗော်ဒီတွေတော့မနေတည်နေရတဲ့အနေထားတွေရှိနေတယ်เนาะအဲ့ဒါလေးတော့သိအောင်ပြောတဲ့ ေတွေကဒီရက်ပိုင်းမှာသူတို့ကဘာလို့ပြောလဲဆိုကန်စာတာဆိုးတာလားဗလားဒီအသေးသေးတော်တော်များများသေးတာတော်များသေးတာဟိုကျွန်တော်တို့ဗာလဲကြောက်ကြောက်ဖြူဘက်မှာဆိုလို့ချင်းဗာလဲဥခင်ရွာလာရှောက်ချောင်းရွာလို့ဖိထူတာအိုးဒိုင်အိုးဒိုင်မပြောချင်ဘူးဆိုမှဒါမှတခါလေအဲ့လိုပြောပစ်သွားတယ်ဗျာတိတာကျွန်တော်မပြောဘူးလို့နေနေပြောပစ်သွားတယ်အဲ့အဲ့လိုဖိထူတာဖိထူတာတော်တော်ကြဲကြဲထူတာနော်အခုကတော့ဟုတ်ပါလေအေရီယာဘလို့ဖြစ်လာလဲဆိုတော့အသေးပြောက်တွေတအားများလာပြီးတော့ ရခိုင်လူမျိုးတွေကအေးတွေတော်တော်မုန်းတီးလာကြပြီ။ဘာဖြစ်လို့လဲဆိုတော့သူတို့သားလေးသမီးတွေအားမရှိသေးဘူး။ကြီးကမ်းမြေမှာသွားပြီးတော့ဟိုနေဖြစ်တယ်ဗာလေ။တင်းနေစင်းတော့တင်းနေတဲ့အတော့ပြအဲ့တော့ညဘက်ကြီးလာပြီးခြောက်သွားတော့အဲ့မှာအယောက်300အထက်မှာပါသွားပြန်ဟော။အဲ့တဲမှာဟာရခိုင်မလေးတွေပြေးကြရခိုင်ဟိုနေတော့အကြီးတွေပေါ့လူကြီးပိုင်းတွေလူငယ်ပိုင်းတွေပြေးကြတာပေါ့။ပြေးပြီးသွားကြည့်ရတာပေါ့နော်။ အော်သူသားသေးတွေဘာညာပါသွားတော့အနောင်တွေကြောက်ပြန်တော့လာအဲ့မှာယာနဲ့ယာနဲ့ချီတဲတာကာကာတစီနစီသုံးစီအဲ့လိုတွေတဲထတာဟိုးရခိုင်ရွာဘက်ကိုဒါယနေ့ချိန်ဒီလေဘုဘုဆိုအဲ့မှာဆိုနန်စောနေရပဲသူဆိုပြောကြတာပဲရခိုင်တော့အဲ့တနင်္ဂနွေတော့တပုတ်နာပါလားကျွန်တော်ကြောက်တော့ကြောက်ဆရာဒါပဲပြောပြချင်တယ်ပြောပြချင်တယ်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာကြီးဘာပြောချင်လဲဆိုတော့နော်ပီဒီအန်ညီငယ်ညီမငယ်လေးတွေကောဒီအကျန်းဖက်ကိုအားပေးနေတဲ့သူတွေကောအကျန်းဖက်တွေကော ဒါတိတိနဲ့အကျန်းဖက်လုံနေတဲ့အချက်ဟိုအချားအစစ်အောက်ခြေအစစ်မို့ပြောကျင်တာလေဟိုပတ်စံရနေလူလာလွဲလို့ကွာကျန်တဲ့အောက်ခြေကလူတွေပြောကျင်တယ်အခုတပ်မကောင်ဝဲဦးစီးချုပ်ဘုသူဂျုံမူကြီးမင်းအောင်နိုင်ကအခုရုရှားကိုသွားတဲ့အချိန်မှာမနေ့ကတော့အဲရုရှားတမနာပဒတိမာဘုဒ္ဓနဲ့တွေ့ဆုံတဲ့အချိန်မှာအဲသူစာအုပ်လေးပေးလိုက်တာတွေ့တယ်အဲစာအုပ်လေးပေးလိုက်တာတွေ့တော့အဲတချို့ကဟိုနေမော့ နည်းနည်းဘောင်မဝင်တဲ့သူတွေကဘာပြောလဲဆိုတော့ဘောင်မဝင်ဘူးဆိုတာတော့ဘိုင်းတို့ကရှင်းပြောလို့ရှင်ဘောင်ဝင်တယ်ဆိုလို့ရှိရင်မြင့်မြတ်တဲ့အတွေးခွန်နဲ့မြင့်မြတ်တဲ့အသည့်တရားရှိရမယ်ဘောင်မဝင်တဲ့လူကအမြဲတမ်းအောက်ကိုကျပြီးတော့ဟိုမကောင်းတဲ့မြင်နဲ့ရှုမြင်တဲ့စိတ်ကိုရှိရမယ်အဲ့တော့ဘောင်မဝင်လို့တုံးတုံးတာအဲ့ဒါကြောင့်ဖြစ်တယ်တချို့တမျိုးထဲမှာဆိုလို့ဘာပါပြတဲ့ဆိုဘုံကြုံမူကြီးမရောက်နိုင်စာအုပ်တော်မှာဟိုမှာဟိုရုရှားတမနာစီတွားရောက်နေဂျိုင်းတော်လည်းမပါဘူးဆိုဟာဘာတော့ဟာပေါ့အဲ့ဒီအတွေးခေါ်ဒီပေါ့အဲ့အလေးတွေသိအောင်ပြောချင်တာ အဓိကကဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကသူရုရှားသမ္မတကိုပေးလိုက်တယ်ဆိုတော့ဟိုစာအုပ်ကမြန်မာနိုင်ငံမှာ938ခုနှစ်ကထုတ်ဝေထားတဲ့စာအုပ်သာဖြစ်တယ်အဲ့ဒီစာအုပ်ကတောမကျွတ်မင်းတောမကျွတ်မင်းပေါ့နော်အဲ့အဲ့ဒီဟာကိုပြန်ပြီးတော့ဟိုဒီ sharing လုပ်ပေးတာဘာကြောင့် sharing လုပ်ပေးတယ်မြန်မာဗုဒ္ဓဘာသာရဲ့ဗျာဒိဗုဒ္ဓဘာသာတရားကိုရုရှားနိုင်ငံကြီးတည်ဆောင်သွားတာဖြစ်တယ်နော်အဲ့ဒါဘာသာရေးရော ဟိုတိရှိဖို့အတွက်ပြောချင်တာဗုဒ္ဓဘာသာကိုရုရှားနိုင်ငံမှာဒါတကယ်နိုင်ငံအကြီးအကဲကြီးတည်ဆောင်ပေးတော့တာဖြစ်တယ်ဒါဟာတာနာပြုမင်းဆိုတာကဟိုဘယ်လိုပြောမလဲကျွန်တော်တို့ဒါမယုံနိုင်တာအကြောင်းမရှိပါဘူးဆိုတဲ့အကြောင်းတွေပိုင်းထောက်ပြတာဖြစ်တယ်เนาะဒီတော့မကျွမင်းကမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုကြွက်ဆိုတော့မြေကြီးမှာရှိနေတဲ့ဘောညာမြတ်စွာဘုရားရှင်ကိုလှူဒန်းတယ်ပူဇော်တက္ကာယပြုတယ်ပြုတဲ့အချိန်မှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကပြုံးတော်မူတယ် ြုံးတော်မူသောအာနန္ဒာတွေ့တယ်။ဟာအာနန္ဒာကြည့်တဲ့ကြောင့်အဲမေးတယ်အရှင်မြတ်ဘာကြောင့်ပြုံးတော်မူတာလဲဖះဆိုတာအဲ့မှာခြေသားအာနန္ဒာဒီဟိုနေဒီအခုလာတော်မှဒီကြွမင်းဟာနောက်ပါပတိုင်ပါပမင်းတို့ရဲ့လက်ထက်မှာနောက်နှစ်ပေါင်း2000ကျော်ကြာတဲ့ခါမြတ်စွာဘုရားရဲ့ကိုတော်မြတ်ပြိဋ္ဌိဘံဆန်တော်မူပြီးကာလနောက်နှစ်ပေါင်း2000ကျော်ကြာတဲ့အခါကျလို့ရှိရင်ねဒီပပမင်းတို့လက်ထက်မှာနော်အဲဆက်တဲ့မျိုးဒါတွင်နေမယ်လက်ထက်မှာဆက်တဲ့မျိုးတင်မယ်အဲ့မှာရုရှားလူမျိုး เนาะလက်နက်အမျိုးမျိုးကိုကျွမ်းကျင်တက်မြောက်တာလက်နက်စက်ကြာပိုင်ရှင်ဖြစ်လိမ့်မယ်တဲ့เนาะဒါရှမင်းอ่ะအဲ့ဒီဒါရှမင်းเนี่ยနောက်ကကျတော့ဟိုဟာနအပယန္တလာအဲအဲ့ဒီတိုင်းမင်းရှင်မြန်မာနိုင်ငံကတိုင်းမင်းရှင်ပေါ့เนาะအဲအဲ့သူတို့เนี่ยချစ်ချစ်ရင်းနေမှုကအရန်ကိုဟိုဘယ်လိုမဟာမိတ်ဖြစ်လက်တန်းတဲ့မဟာမိတ်ဖြစ်မယ်ပေါ့ မြန်မာပြည်တိုးတက်ကြီးပွားချမ်းသာမယ်ပေါ့နော်အဲ့လိုမဟာမိတ်ဖြစ်ပြီးတိုးတက်ကြီးပွားချမ်းသာမှာပေါ့ဆိုဗျာဒိတ်တော်ကိုမြတ်စွာဘုရားရှင်ကိုတော်မှကြလွန်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာဟာကိုဗျာဒိတ်တော် ਨੇ ပြောထားခဲ့တာကိုဒါတရားတော်ကိုပြန်ပြီးတော့ပြန်လဲမျှဝေပေးလိုက်တာဖြစ်တယ်အဲ့ဒီညတော့ဘာဖြစ်လဲဆိုတော့ဒါမင်းနှစ်ပါးသွားဆုံနေလို့ပြောလို့ရတယ်မင်းနှစ်ပါးသွားဆုံနေလို့ပြောလို့ရတယ်ဒီဘက်ကဟိုဘက်ကပါပမင်းတို့ပါပမင်းမော်ရုရှားမှာ ဟုတ်လားဒီဘက်ကရတော့အဗရန်ဒမင်းလို့ခေါ်မှာပေါ့ဗျာเนาะကျွန်တော်တို့ကအဲဒါလေးပြောပြတယ်အဲ့တော့မင်းနာမသွားဆိုပြီးချစ်ကြည်ရမြန်မာနိုင်ငံတိုးတက်မှုသာဖြစ်တယ်အဲ့တော့အဲ့ဒီဟာကိုတကယ်တိတိကျကျထိထိရရောက်တိကျမှလည်းဆိုလို့ချင်းဥက္ကမစီကအထုပ်ပတ်တီထဲမှာသွားကြည့်ပါเนาะအဲစာပြန်လာ48လောက်မှရှိတယ်အဒီယာကိုဘသူကရေးခဲ့လဲဆိုတော့ဟိုမာဗိဒကပဏိတဘွဲရတယ်ပါဠိဆရာကြီးဥသောကရေးခဲ့တာ ဖြစ်ပါတယ်เนาะအဲအဲ့ဒါလေးကိုအကြီးကတိတိကျကျကျလို့ပြောတာ စာအုပ်ရောင်းတာမဟုတ်ပါဘူးဗျာဒါဘာသာရဲ့မြန်မာနိုင်ငံရဲ့ဘာသာရေးအထောက်အများကိုဒါသာသနာပြုမင်းကသာသနာလိုက်ပြုရဲလို့ပဲဒါပိုင်လို့သုံးသက်လို့ရပါတယ်เนาะအဲ့တော့အတွေးခေါ်တွေအယူဆတွေဉာဏ်ပညာတွေကိုဘလို့မြင့်အောင်စူးစမ်းလဲဆိုတာစူးစမ်းခြင်းအပြင်မိမိရဲ့လူတယောက်ရဲ့တန်ဖိုးကိုမြင့်တင်ခြင်းဖြစ်ပါတယ်ဒါဒါဒါလေးပြောချင်တာเนาะနောက်တစ်ခုကအဲအကြမ်းဖက်တွေလှုပ်ဆောင်နေတဲ့ PD ရဲ့ညီငယ်လေးတွေညွှန်ငယ်လေးတွေတချို့ဆိုလို့ရှိရင်ဒါလက်နက်တွေဖြုတ်သိမ်းလိုက်ပြီး ဲ့တော့ကိုပိုင်ကြီးကပြောချင်တာကဟိုတိုင်းပြည်ကိုဖျက်ဆီးမှလားတိုင်းပြည်ကိုချစ်မှလားတိုင်းပြည်ချစ်မှဆိုလို့ချင်ဒါဟိုမြန်မာမှာရှိနေတဲ့ဘယ်သူကျန်တာအများကြီးတွေးကြမလို့ပေါ့မြန်မာရဲ့ခေါင်းဆောင်တဦးလိုပဲတွေးပါเนาะကျန်တာတွေဟိုစိုက်ညင်မဲ့အဖွဲ့စည်းဖြစ်နေတာတပ်မတော်ရဲ့စိုက်ညင်မဲ့အဖွဲ့စည်းဖြစ်နေတော့တမျိုးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်သို့တော်လည်းပဲမင်းတို့မြန်မာလူမျိုးမြန်မာစကားပြောတတ်တယ်ဆိုရင်အဲ့မြန်မာနိုင်ငံထဲမှာနေတဲ့ဆိုဒီတစ်ခုပဲတွေးချင်ငါတို့နိုင်ငံကတကယ်ကမ္ဘာဒုတိယခေါင်းဆောင်ရတာမှာတလို့ဟို ခေါ်တွေ့ပြီးတော့ဟလာဟိုဒီလိုပွေဖက်ဟလာကမ္ဘာနိုင်ငံအလဲမှာဒီလိုထက်တဲ့ဝါဝါသွားလှုပ်ဆောင်နိုင်ပေးပါလားဆိုတဲ့ဂုံရှိဝါဟိုမေဟိုဒါတန်ဖိုးထားရမယ်လို့ပြောကျင်တယ်เนาะအဲ့တော့အဲ့လိုမျိုးမြန်မာကြီးကဒီလိုမျိုးဖြစ်အောင်လို့ကိုမင်းဟိုဟိုတချို့ကအကြမ်းဖက်တွေလိုက်လုံနေမှာလားပေါင်းစီမှာလားဆိုတာကဒါဉာဏ်ပညာကြီးမားတဲ့သူတွေစဉ်းစားနိုင်လိမ့်မယ်လို့ယူဆတယ်เนาะအဲ့တော့ PDF ညီငယ်ညီမငယ်လေးဒါမင်းတို့ကဟိုဘောလက်နက်ကိုစွန့်လို့လိုအပ်နေပြီ ်နော်အဓိကချို့ဖြတ်သိမ်းသွားတယ်မင်းတို့လည်းဖြတ်သိမ်းဖို့လိုတယ်ချို့နေရနေရလည်းအကုန်ဖြတ်သိမ်းအဲ့ဒါဆိုလို့ချင်းအေးချမ်းသွားပြီဟလာအဲ့တော့တက်မော်ဘကအနေနဲ့လည်းဒါကိုကြီးတို့ရဲ့သုံးသက်ချက်ရတီးရှိတဲ့အရာဆိုတော့အားလုံးခွတ်လွတ်တာများတယ်ခွတ်လွတ်တာများတယ်အဲ့တော့လက်နက်ဖြုတ်သိမ်းပြီးတော့လက်နက်ကိုအချင်းအဖွဲ့ချင်းဖွဲ့လွတ်ပြတဲ့လွတ်ပြကိုဘက်ကိုတာမန်အရသာဘုံဝါနဲ့ပဲတာမန်ဟိုနောင်ကြံရှိမဲ့အတက်ကိုမိမိလက်ရှိအတက်ရှင်နေသေးရင်ကြံရှိမဲ့အတက်ကိုဒါဟို ကောင်းကျိုးတရားပေါ့နော်လူတယောက်ရဲ့အကျင့်ဝင်တဲ့လူတယောက်ရဲ့ကောင်းကျိုးတရားတွေကိုဆက်လက်လှုပ်ဆောင်နိုင်ဖို့အတွက်ကိုဒါပိုင်ရတိုက်တွန်းကျင်တယ်ပေါ့နော်အဲပြီးတော့အဲကိုယ့်ရဲ့နေ့ဖြစ်မှထင်တယ်နော်တနင်္ဂနွေနေ့ကြလို့ရှင်ပိုင်ရအဲမဲတွေဖွဲ့ပေးမှာဖွဲ့ပေးမှာမင်းရလဲဒီဒါပြပြီးတော့ပဲခဏခဏပြနေပါလေနော်ဒါဒါဒါဒီလိုဒီလိုဖိုးတဲ့တွေကိုတစုံချင်းနဲ့ရောင်းပါတယ်3000နဲ့ရောင်းပေးပါတယ်နော်မဲဖောက်ပေးမှာက လေးစုံဖောက်ပြီးမှဖြစ်ပါတယ်လေးစုံဆိုလို့ရှင်လို့ရှင်လို့ချင်းဒါဟိုနေမတမဲရော2000လုံးနဲ့ဖောက်ပြီးမှဒါကံကောင်းတဲ့သူရရှိစီနော်တကယ်တချို့ကကျွန်တော်ကျွန်တော်ပေါက်သွားတဲ့သူကပြန်ကူလာဟိုခန္ဓာကိုယ်ဆွလုံးရတဲ့သူတွေရှိတယ်ဒါလေးကိုဝက်ချင်တယ်ဝက်ချင်တယ်အလူပွဲလေးသွားကျင်လို့ဝက်ချင်တယ်မရှိတဲ့လူတွေပိုင်ကြီးစီမှာကိုယ်တိုင်လှမ်းတောက်မှရပါတယ်ပိုင်ပေးပါတယ်ပိုင်ကြီးကိုလည်းတူပေးတဲ့သူတွေရှိပါတယ်နော်ဟိုတည်းကဆိုလို့ကျပသိမ်ဘက်ကဟိုနဲ့အကိုတယောက်ဆိုပေါက်သွားတာကူးကြိုက်ရင်ကျွန်တော်လေးစားတယ်အဲ့ နဲ့နှစ်ထဲလုံးနှစ်ဆောင်လုံးမယူကိုပိုင်းလှူပေးပါသောတောက်ချောက်လှူပေးတယ်တောက်ချောက်လှူပေးတယ်ဘာဖြစ်လို့သူတို့ရဲ့စေတနာသူတို့ရဲ့တန်ဖိုးထားတာသူတို့ရဲ့ဟိုနေမယ်ဘဝပဲသူတို့ဘဝကဒါပါဘာဖြစ်တယ်လဲဆိုတော့ကိုချင်းစာတရားပြည့်စုံနေတဲ့သူတွေဖြစ်တဲ့အတွက်တန်ဖိုးအကြီးဆုံးလူတွေမို့လို့ဒါပိုင်းကြီးနဲ့တန်ဖိုးထားတယ်နော်အမှန်ငယ်ကကန်ဆန်းမဲကတစ်ထောင်ကို2000နဲ့ကန်ဆန်းတာမန်နေဂျာစီမှာကန်ဆန်းလို့ရပါတယ်ဗျာတမဲဟို2000ဆိုတော့မဲ60ဆိုရင်3300 တသိန်းသောင်းကြမယ်ပိုင်ရတာ၄စုံပြီးတော့၃လေးစနစ်ဆိုတသိန်းသောင်းကြည်သွားပြီ၄စီစုံပါပထမဒုတိယနှစ်ယောက်ပေါ့မှာပထမတော့သူက၃စုံရမယ်ဒုတိယတော့၁စုံရမယ် လေးစုံရမှာပေါ့နော်။နော်ကန်စမ်းချက်သိကျင်တာတချို့ကရတော့လဲအဲ့ဒီကန်အပြန်လူလာမိမိရတဲ့ကန်တရားအကျိုးတရားမှာမိမိရဲ့ကန်တရားနဲ့ထပ်မြင့်လာတချို့ရှိတယ်။အခုပေါ့ပြန်လေလူပေးတဲ့သူတွေရှိတာပေါ့။အဲ့ဒါလည်းဝမ်းသာပါတယ်ပီတိဖြစ်ပါတယ်ဗျာ။တကယ်လို့လိုအပ်လို့အဲကန်စမ်းမဲနိုင်ချင်တယ်ဝယ်ချင်တာပဲဖြစ်ဖြစ်ကန်စမ်းမဲနိုင်ချင်တာပဲဖြစ်ဖြစ်ဘိုင်းရမန်နေဂျာဖုန်းက3996853333490ကန်စမ်းလိုက်ပါဗျာ။ဘိုင်းရ